ရွှေပကံရွှေစုံနေတဲ့ထမင်းစားပြခဲ့လို့ဝေဖန်တာခံရတာကြောင့်ပုံစံကွက်နဲ့ရွှေ့ပြီးတော့စားပြခဲ့တဲ့ရွှေဆိုင်ပိုင်ရှင်လက်မယောင်ပြည်ထောင်စုမင်္ဂလာပါရှင့်ရက်ကွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ရွှေခွက်ရွှေပကံနဲ့စားမိအောင်လောင်ပြောင်ခံရအပြေးမှာအထာကြကြပုံစံခွက်နဲ့ထောင်ထဲမှာလိုထမင်းစားပြကခြေလိုက်တာကတော့ရန်ကုန်မြို့ကနာမည်ကြီးရွှေဆိုင်ပိုင်ရှင်လက်မယားဖြစ်ပါတယ်။တချို့သောပြည်သက်တွေကတော့ဒီလိုမျိုးပြည်သက်တွေကပြည်သူလူထုကိုအရွေးတိုက်ပြတဲ့အဆိုပါနာမည်ကြီးရွှေဆိုင်လက်မယားကိုတော်တော်လေးပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။အလုံးတီကြတဲ့တိုင်ရနေခင်မှာလိုမျိုးရွှေဆိုင်ပိုင်လိုက်ပြီးဆိုရင်မင်္ဂလာတတို့သမီးဝိဆောင်တွေကရွှေသားစစ်စစ်တွေနဲ့ဖန်တီးပြုတ်လို့ပြီးတော့ဝေးပြလာကြတာတွေကနာမည်ကြီးလာပါတယ်။ အခုလည်းမင်္ဂလာဆောင်ပြီးသွားပြီဖြစ်တာကြောင့်သတို့သမီးဝစ်စုံကိုရွှေသားဆစ်စစ်နဲ့မလုံးနိုင်တော့ပေမယ့်ရွှေပကံရွှေစွန်းတွေနဲ့ထမင်းဝိုင်းကြီးကိုတဲခင်းစားပြခဲ့ရကြောင်းနေချင်းညချင်းနာမည်ကြီးလာခဲ့တဲ့ရွှေဆိုင်ကြီးလက်ရှိနေပါတယ်။အဲ့ဒီရွှေဆိုင်ကြီးကအရင်ကလည်းလူသိများပေမယ့်အခုချိန်မှာအနုပညာလောကနဲ့ပရိသတ်တွေကြားမှာပို့ပြီးတော့နာမည်ကြီးလာတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သတို့ဘာသာရွှေပကံရွှေစွန်းတွေနဲ့ထမင်းမစားပဲနာမည်ကျော်မင်းသမီးတွေဖြစ်တဲ့စိုးပြတဲ့စင်နဲ့မင်းသားအောင်ရဲလင်နေထွတ်တို့ကိုသတို့နဲ့အတူထမင်းစားဖို့အတွက်ဖိတ်ခေါ်ခဲ့တာပါ။ဒီလိုမျိုးထမင်းတို့ စားဖို့ဖိတ်ခဲ့ပြီးတော့ဇပွဲဝိုင်းတစ်ခုထဲမှာပြင်ဆင်ခဲ့ပေမဲ့လည်းမင်းသားမင်းသမီးတွေဘက်ကတော့တာမန်ပုဂံတွေနဲ့ခြာပေးခဲ့ပါတယ်သူတို့ဘက်ကတော့တကယ်ရွှေသားဆစ်စစ်နဲ့ပြုလုပ်ထားတဲ့ပုဂံကြီးတွေအကောင်စားကြီးတွေနဲ့ခြာပြပြီးတော့စားပြနေကြရကြောင်းဝေဖန်ခံရရင်လည်းနာမည်ပိုကြီးလာတာဖြစ်ပါတယ် ဒေပြုတ်မူကတမင်တကာအစင်တန်းခွဲချပြီးနှိမ့်ချလိုတဲ့စိတ်နဲ့ပြုတ်လုခဲ့ရဖြစ်ကြောင်းသိတာနေခဲ့ပါတယ်။ကြွားကျင်နေဆိုရင်လည်းကိုဘသာတသက်စားပြပြီးတော့ကြွားရင်ပြည်သက်တွေကလည်းအားကျနေကြအောင်ပါပါ။အခုတော့မင်းသားမင်းသမီးတွေကဒီလိုအစင်တန်းနဲ့မစားနိုင်ဘူး။စားခွင့်မရှိဘူးဆိုပြီးဇပွဲဝိုင်းတစ်ခုထဲမှာခွဲချပြီးတော့နှိမ့်ပြလိုက်တာဖြစ်ပါတယ်။ဒါကြောင့်မတီရွှေဆန်ကြီးကဝေဖန်မှုတွေအရန်ခံနေရပြီးတော့လက်ရှိမှာဆိုရင်တော့အားမပေးချင်ဘူးဆိုတဲ့ပြည်သက်တွေလည်းများပြားနေခဲ့ပါတယ်။ ဒါကြောင့်လည်းအခုခါမှာတော့အဆိုပါရွှေတထေးလင်မယားကဘာပဲလုံးလုံးအပြစ်ရှာကြံပြီးတော့ပွဲဖြစ်အောင်ပွဲဆူအောင်လုပ်နေကြတဲ့လူတွေကိုအရွယ်တိုက်တဲ့အနေနဲ့ပုံစံခွန်းနဲ့ထမင်းစားပြလိုက်ပါတယ်။ဒီလိုအရွယ်တိုက်ပြတဲ့ပုံမှာလူတချို့ကတော့အဆိုပါရွှေဆိုင်ပိုင်ရှင်တွေကလူတွေကိုနေလို့ပြောချင်တာပြောဂယုမဆိုင်တဲ့ပုံစံမျိုးလုပ်ပြတာကတရားလွန်ကြောင်းအမှုပညာရှင်တွေကိုထမင်းဖိတ်ကြွေးပြီးအစင်တန်းခွဲတာကိုတရားဝင်မတောင်းမှန်တဲ့အပြင်ပုံစံခွန်းနဲ့စားပြီးရွေးပြလိုက်တာကမဖြစ်သင့်ဘူးလို့ဆိုကြပါတယ်။တချို့က ကလည်းဘာပဲလို့လို့အဖြစ်ပြောကြတဲ့ဒီနိုင်ငံကလူတွေကိုဒီလိုမျိုးတုံ့ပြန်တဲ့လို့ဆိုကြပါတယ်ပရိသတ်ကြီးတို့ရောအခုလိုမျိုးရွှေပကန်နဲ့စားခဲ့မိအောင်အစင်တန်းခွဲကြပြီးတင်းချတယ်ဆိုပြီးတော့ပြဿနာရှာနေရကြောင်းပုံစံခွက်နဲ့ထမင်းစားပြခဲ့တဲ့ရွှေဆိုင်ပိုင်ရှင်လေးမယားကိုဘယ်လိုမျိုးထင်ကြပါသလဲရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။